ကမ္ဘာမိုဘိုင်းနည်းပညာအစမ်းသစ်ဆုံးနောက်ဆုံးထုတ်ပစ္စည်းများပြသခဲ့ကြသည့် Mobile World Congress ပြပွဲဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ Spain နိုင်ငံဘာစီလိုနာမှာပြုလုပ်တဲ့ Mobile World Congress ပွဲမှာ AI ပြောင်းလဲတိုးတက်မှုရဲ့အခြေခံအကြောင်းထင်ဖန်တီးထုတ်လုပ်မှုတွေကိုပြသခဲ့ပါတယ်။ အစိုးပါပြပွဲကြီးမှာ မောင်းသူမဲ့သက်စီရှင်ပြန်တွေကဆလို့လူသားအုံနောက်ထပ်တာလွန်တဲ့ဆက်ရုပ်အသိဉာဏ်စနစ်တွေအထိစံတင်မှုများကိုပြသခဲ့ပါထင်ကဘာအစင်မြေမိုဘိုင်းဤပညာများအစုစည်းထားတဲ့ပွဲဖြစ်ကယခုနှစ်မှာအခင်းချင်းပြသသူ1800ကျော်နဲ့ဥက္ကဋ္ဌပေါင်း1200ကျော်ပါဝင်ခဲ့ကြပါထင် တရုတ်ဖိုင်ဘာချိုးထောက်ပံ့ရေး YOFC ကစံတေတီထွင်မှုတခုကိုချပြခဲ့ကောင်းအခေါင်းပေါက်ပါဖိုင်ဘာအော့ပတစ်ကြိုအပ်တဲ့ကပင်လယ်ရှေအောက်မီတာ8000အထိ တွယ်တန်းနိုင်မှာထေကဘာကြီးရဲ့ထောင်နေရာတိုင်းကိုချိတ်ဆက်နိုင်ဖို့မျှော်မှန်းထားပါတယ်။ဒါဟာလူလုံအသိဉာဏ်အတွက်အလွန်အရေးပါပြီးမျိုးဆက်တဲ့ optic fiber လို့အမည်ပေးထားပါတယ်လို့ YOFC ဥက္ကဋ္ဌကျွမ်းတန်ကပြောပါတယ်။ စမတ်ဖုန်းနဲ့နည်းပညာပစ္စည်းများအတွက် memory card နဲ့ micro chip ထုတ်လုပ်တဲ့ရှန်ချန်အခြေဆိုင် Longsus Company ကလည်းနောက်ဆုံးထုတ်ပစ္စည်းများကိုပြသခဲ့ကပြီးခဲ့တဲ့နှစ်များအတွင်းသူတေသနာနဲ့စမ်းသပ်ထုတ်လုပ်ခြင်းအတွက်များစွာရှင်းလင်းမြုပ်နှံခဲ့ကြောင်းဒီရခွင့်ရေးကြီးဖြင့်နည်းပညာပစ္စည်းများကိုမြင့်တင်ထုတ်လုပ်ရန်အဆင့်အသင့်ဖြစ်နေကြောင်း Longsus ဒုဥက္ကဋ္ဌချန်ခွမ်ကဆိုပါသည် လူလောက်အသိဉာဏ်သူ AI ခန္ဓာရဲ့နောက်ထပ်အဆင့်တွေက အကျယ်ပြန့်ဆုံးစွမ်းရည်ထုတ်လုပ်မှုဘိုင်းကိုလိုချင်လာချပြီးလူသားတွေကို quantum computer ခင်းတဲ့နီးစပ်လာစေမဲ့ microchip တွေနဲ့စိတ်လုံရှားစေရကောင်းလောက်အောင်မျက်စင်းနဲ့ computer အတွက်ချမ်းမှုတွေစန့်တင်ဖန်တီးဖို့တွန်းအားဖြစ်လာစေပါထဲလို့သိရပါထဲရှင်။